ထိုးစစ်ပြန်ဖြစ်ပြီဆိုကျွန်တော်ပြောရဲတယ်မကြခင်ကျွန်တော်တို့ထိုးစစ်ကောင်းကောင်းကျွန်တော်တို့လုံနိုင်အောင်ကျွန်တော်တို့စီမံနေတယ်နေကြတယ်ဒီလူတွေကမကြတော့ဘူးပြုတ်မှာပါ KNU ဥဆောင်တဲ့တော်လိုင်းတပေါင်းစုကြီးဟာတောင်ပိုင်းတိုင်းမှာအရေးကြီးတဲ့ထုစစ်ကြီးတရက်ကိုဆင်နှဲ့နေပါပြီ။ဒီထုစစ်ကြီးတော်အောင်မြင်ခဲ့ရင်စကားစာဟာပြုတ်ကျသွားနိုင်ပါလေ။ KNU စုမိုးနေမီနေဇန်ညင်းတလျှောက်အရေးပါတဲ့တဆကန်ကြီးငယ်အသက်သက်ကို KNU နဲ့ပူပေါင်းတပ်ဖွဲ့တွေကဇက်တိုက်သိမ်းနေပါလေ။ဒီနောက်မှာတော့ တခြားဒေသတွေကိုပါစေရေးတက်ရောက်မှုတွေပြင်းထန်လာနိုင်ပြီးတော့တလင်းလာရီတိုင်းတကင်းကြီးနဲ့မွန်းကြီးနဲ့ပကူးရန်ကုန်စားတဲ့ဒေသတွေအထိပါရည်ရွယ်ထားဖို့ရပါတယ်ဒီနေရာမှာတလင်းလာရီတိုင်းဟာစီးပွားရေးအရာရောစေရေးအရာပါအရေးပါဆုံးသောနေရာတစ်ခုဖြစ်ပြီးတော့တော်လိုင်းအင်အားစုတွေအနေနဲ့ပြပြဝဝထင်းကျုံနိုင်မယ်ဆိုရင်စကစဟာအသက်ရှူပေါက်ပိတ်သွားပါလိမ့်မယ်မြန်မာပြည်အရှေ့မြောက်ပိုင်းမှာ MNDA ဥဆောင်တဲ့တက်တုံရနစ်ကိုဆစ်စင်ရေးဟာ တရုတ်ရဲ့ဂျောင်းဝင်မှုကြောင့်ရက်တန့်ခဲ့ရပြီးတော့လာရှိုးကိုလည်းတရုတ်သက်သူအလိုက်ရတဲ့အချိန်ကစပြည်သူများကခံမြင့်ဒေါသထွက်ဆစ်ရှုပ်ခရင်းနေချိန်မှာတောင်ပိုင်းတိုင်းမှာထုတ်စီကြီးတည့်ရက်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ယခုလက်ရှိအချိန်မှာ KNU တပ်မဟာလေးလှုပ်ရှားရာဒေသဖြစ်တဲ့တလင်းလာရီဒေသကိုအဓိကထားစစ်ကစားနေရဖို့တွေ့ရပါတယ်။မြန်မာခိုင်းနေဆက်ကထီရပြူဟာစခန်းနဲ့ထီခီစစ်ပြူဟာတို့ကို KNU ကသိမ်းယူပြီးနောက်ပိုင်းမှာအဓိကကွန်တိုရေးစခန်းကြီးတစ်ခုဖြစ်တဲ့ထီခီကွန်တိုရေးစခန်းကိုလည်း စက္ကစားဟာလက်တော့လဲရပါပြီ။တော်လှန်ရေးအင်အားစုတွေရဲ့ထိ ंछ ုပ်မှုအောက်ရောက်သွားတဲ့ထီထီကွန်တွေးစက္ကဟာပေါ်သေးသေးတော့မဟုတ်ပါဘူး။မူဆဲ၊လွေကျဲ၊ချင်းရွှေဟော၊မြပရီစားတဲ့ကွန်တွေးစက္ကန်တွေထက်ပုံမှုများပြားတဲ့ကွန်တွေးမှုပမာဏရှိပါတယ်။နေစင်းပုံမှာရှိတဲ့စက္ကန်တွေမို့လို့အတူကိုခက်ခက်ခဲခဲသိမ်းယူခဲ့ရတာပါ။ PDF ဖြစ်မဲ့အချို့လည်းအသက်ပေးခဲ့ရသလိုတော်လှန်ရေးအင်အားစုတွေရဲ့ drone အမြောက်များလည်းကျစီဆုံးရှုံးခဲ့ရပါတယ်။စက္ကစားဘက်ကစစ်သုံးမန်းနေနဲ့လက်နက်ခင်းရမြောင်များကိုလည်းတော်လှန်ရေးအင်အားစုတွေဘက်ကသိမ်းပိုက်ရရှိခဲ့ပါတယ်။တောင်မိတ်တိုင်းမှာဒီလူစ က်စင်ရည်တွေဆင်နွှဲနိုင်မှုကိုတော်ဟင်းအင်အားစုတွေကနှစ်နဲ့ချီပြီးတော့ခင်ဆင်ခဲ့ရတာပါဒီဒေသဟာစကားစအတွက်စည်ရဲအသုံးစရိတ်မှုမှုရမြောင်အများကိုရှာပိနေတဲ့ဒေသတစ်ခုဖြစ်သလိုစကားစဟာသူ့ရဲ့နောက်ဆုံးခန့်စစ်စီအတွက်မိချာစီမငင်းချထားတာကိုလည်းတွေ့ရပါတယ် တနင်္လာရီတိုင်းဟာကုန်းသွေးရေချောင်းအချက်ကျကျပြီးသဘာဝတန်ဝင် အမြောင်များထွက်ရှိရသေးတာဖြစ်တာကြောင့်မို့လို့စကားဆာဟာရုရှားနဲ့အကျိုးတူပူးပေါင်းပြီးတဝဲရေနဲ့စစ်ကန်းကြီးကိုလည်းတိစောက်နေတာပါညူပီးရဲ့ဒါဘီစက်ရုံတိစောက်ဖို့အထိပါစီမံနေဆွဲနေကြောင်း KNU ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ရေဖြူမြို့နယ် ကမ်ပောင်းဒေသမှာရှိတဲ့ယတနာဇောတိတစတဲ့တဘာဝဓာဝေတူဖော်ဘူးလုံငန်းတွေကနေပိုင်လိုင်းချင်းရဲ့အတွေ့အကြုံထိုင်းနိုင်ငံတဲကိုတွေ့တန်းပြီးတော့ဓာဝေတွေရောင်းချနေတာပါဒီကမ်းတော်ရင်တဘာဝဓာဝေတူဖော်မှုလုံငန်းတွေကနေတဘာဝဓာဝေကုဘအပေသန်းပေါင်းထောင်နဲ့ချီပြီးတော့ထုတ်လုပ်နေနိုင်ပါတယ်ရခိုင်စိန်ရင်းစရာတွေအရာဇောတိတတဘာဝဓာဝေထုတ်လုပ်မှုလုံငန်းကနေတင်ကူပဲတရက်သေးကိုတဘာဝတမွေကုပပေးတမ်းမောင်345တိုင်းအထိ ထုံးလုံးနိုင်တယ်လို့ပြရပါတယ်ဒါအပြင် ခဲတပ်ထုတွင် အမြောင်အမြားနဲ့ခိခိမောတောင်ဂေါတောင်စားတဲ့ကုံတူကြီးစခန်းကြီးတွေလည်းရှိပါတယ်။ဒီကရတဲ့ဝင်ငွေတွေနဲ့စကားစာဟာအသက်ဆက်နေရတာပါ။တရုတ်မြန်မာနယ်စပ်မြင့်တျောက်ကကုံတူကြီးစခန်းအားလုံးနိဗ္ဗာန်ကိုစကားစာဟာလက်လွတ်ထားရပြီးတော့ခုကလင်းလာကြီးတိုင်းကကုံတူကြီးစခန်းတွေကိုထပ်မံလက်လွတ်ရလို့မယ်ဆိုရင်စကားစာဟာအသက်ရှူပေါက်ပိတ်သွားမှာအသေးချပါပဲ။ဒါအပြင်ခံမမိရသလောက်စေအုပ်စုအနေနဲ့တနိုင်ငံလုံးကိုလက်လွတ်လိုက်ရမယ်ဆိုရင်တော့ စီးပွားရေးအတွက်ရေကန်မီကန်ကောင်းနေရှိတဲ့တလင်းလာရီဒေသကိုရုရှားရဲ့ထောက်ပံ့မှုတွေနဲ့အရယူပြီးနျူကလ িয়ার စေယုံကြီးထိဆောက်ဟာတတိတန်းနဲ့အိုဆိုးကျင်တဲ့ပုံမှာပဲတာရောက်မှုလူစက်ကဆောင်ဟာဒီဒေသကိုစစ်အင်အားအများအပြားနဲ့ကြီးရေလေးဗတ်ပေါင်းစုံကတုံးပြီးဒဲမကဝဲနေတာပါစစ်ကောင်းဆောင်မဲအောင်လည်းရင်အိမ်မက်တွေကိုတော်လင်းအင်အားစုတွေဘက်ကလည်းအကောင့်ထဲပို့ခွင့်လုံးဝပေးမှာမဟုတ်ပါဘူးတလင်းလာရီဒေသဟာ KNU အတွက်ပမိုင်းညောင်းရရေးပါတဲ့အနေမျိုးတစ်ခုပါ KNU ဥဆောင်တဲ့တော်လင်းတပ်ပေါင်းစုတွေက 2023ခုနှစ်အစောပိုင်းကတည်းကတဝဲရီနဲ့စစ်ကန်းအနီးရောင်းလုံဒေသကိုခြေကူးယူဆုံးမထားနိုင်ခဲ့ပြီဖြစ်ပါတယ်။တဝဲတီခီလမ်းပိုင်းနဲ့အမှတ်၈ ရမကြီးကလည်းတော်လှန်အင်အားစုတွေကအတိအဝဆိုးဖို့ထားပါတယ်စက္ကဆာအနေနဲ့ရေချောင်းလေချောင်းတွေကသာတော့ပြီးအတိကစစ်ကိုပို့နေရတာပါစက္ကဆာဟာတဝဲထိခိလမ်းပိုက်နဲ့အမှတ်ရှိတီတောင်စုလမ်းမကြီးကိုပြန်လည်ရရှိဖို့အတွက်စစ်မှုထံအပတ်စဉ်တအင်အားထောင်းကျော်ဖို့တုံးပြီးတော့ထုစစ်စင်နေပေမဲ့အောင်မြင်နိုင်ခြင်းမရှိသေးပါဘူးရုရှားခြေစစ်သားတွေဟာလည်းတဝဲဘက်မှာအစင်းငင် drone တိုက်ခိုက်မှုတွေနဲ့စက္ကဆာကိုစစ်ကူပေးနေတယ်လို့မီဒီယာကိန်းတော်တွေကအခိုင်အမာသတင်းပို့ပေးထားပေမဲ့မီဒီယာတွေမှာတော့အတိအပြုဖော်ပြထားခြင်းမရှိ သေးပါဘူး။ပင်ရကံဦးတဲ့ဒေတာဖြစ်တာမို့လို့ဆကဆာဟာသူ့ရဲ့အမကန်ရေရင်အုပ်စုတွေကနေဖရီကစ်သမောတွေနဲ့အပြင်းအထန်တတ်ခိုက်နေပါတယ်။ PDF ရဲဘော်ဒီရဲ့ပြောပြတဲ့ညအမျိုးညီမသိတဲ့လက်နက်စမ်းတွေကိုလည်းတုံးနေတယ်လို့သိရပါတယ်။တချို့လက်နက်တွေကတိုက်ခိုက်မထိမှန်ပဲဖောက်ကွဲအားနဲ့တုံခံမှုတွေကြောင့် နှလုံးရက်ပြီးအသက်ဆုံးပါလည်းရှိတယ်လို့လည်းဆိုပါတယ်စစ်မှုထမ်းအပတ်စဉ်တက်တွေကိုလည်းညင်းစည်းတွေကျွေပြီးစစ်ကြောင်ထိုးနေတာပါထိုင်းနိုင်ငံမှာမြန်မာအယုဒ္ဓမာတွေအနေနဲ့လည်းအဖမ်းဆီးခံကြရရဲ့ထိုင်းအစိုးရကမြန်မာစစ်တပ်ဘက်ကိုပြန်လဲ PFB အဲ့ကနေမှတဆင့်စစ်တန်တန်းတွေကိုရောက်ကြပြီးတကလားတဝေဒီတာဘက်မှာမြင်းဆွေးကြီးစစ်မှုထမ်းခိုင်းခံရတာကြောင့်အထူးသတိရှိကြဖို့မှာကြလိုပါတယ်ဒီလိုအခက်အခဲမျိုးစုံရှိတဲ့ကြောင့် PDF နဲ့တော်လိုင်းအင်အားစုတွေဘက်ကတော့နေမြေအနေထားအားသာမှုတွေရှိပြီးတော့ခံစစ်မှတ် သည့်တက်စစ်သို့ကူးကြောင်နေခဲ့ပါပဲ။မြေသူပင်ဆိုစေကမူထိုင်းမြန်မာနယ်စပ်တက်လျှောက်ကို KNU နဲ့တော်လှန်ရေးအင်အားစုတွေကကောင်းစွာထိန်းချုပ်နှာခဲ့ရင်ထိုင်းအစိုးရအနေနဲ့တော်လှန်ရေးအင်အားစုတွေနဲ့မဖြစ်မနေဆက်ဆံကြရတော့မှာဖြစ်ပါတယ်။ KNU KNLA ဒုစီဦးစီးချုပ်အဖူးဘော့ချော့ဟဲကလည်း တမဟာလေးနဲ့မြေအတွင်းကစခတ်စာစခန်းနေအားလုံးကိုအပိတိုင်မောင်းထုတ်မယ်လို့ကြေညာထားပါတယ်။တခြားတမဟာတွေဖြစ်တဲ့ KNU တမဟာသုံးညောင်ရေးပင်ခရရွှေချင်းမြို့နယ်တွင်းကခမရ998အခြေဆိုင်စခန်းကြီးကိုလည်း PDF တပ်ဖွဲ့ဝင်တွေကမေလ9ရက်နေ့မှာပဲသိမ်းယူနိုင်ခဲ့ပါတယ်။စခတ်စာဘက်ကအင်းအား900ခန့်နဲ့ပြန်လည်ထူးစစ်ဆင်လာတဲ့အတွက်လက်ရှိအချိန်ထိတော့တိုက်ပွဲတွေပြင်းထန်နေသေးပါ။တမဟာခုံးနယ်မြေဖမ်းအပ်ခရရအတွင်းမှာလည်း ခမရ24အခြေစတက်ဆွေရတခေါ်ပြီးခွေမစုံဖက်ခံစေစခန်းကိုလည်းမေလ9ရက်နေ့မှာ KNU ဥဆောင်တဲ့တပ်ပေါင်းစုတွေကတင်ပြခဲ့ပြီးနောက်တခြားစစ်စခန်းတွေကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိပါတယ် KNU ရဲ့စီရေလှုပ်ရှားမှုတွေကိုတာမန်အရပ်သားပြည်သူတို့ချို့ကအာမလို့အမရနဲ့ဝေဖန်မှုတချို့လည်းရှိခဲ့ပါတယ်ဒီနေရာမှာတခုရှင်းပြတင်တာက KNU ဥဆောင်တဲ့တော်လိုင်းအင်အားစုတွေရဲ့စီရေပြူဟာပျောက်ကြားစစ်ကိုအခြေခံထားတာပါဒီလိုမဟာပြူဟာကို 1992ခုနှစ်မာနယ်ဘလော့ချဆိုးပြီးနောက်ပိုင်းမှာ KNU ကပြောင်းလဲကျင်သွင်းခဲ့တာပါတပ်ဖွဲ့ဝင်တွေဟာအခိုင်အမာစခန်းချတက်ဆွဲခြင်းမျိုးထက် တော်လည်းမှာအနည်းနဲ့လူကြီးကနေပြီးတော့စီးရဲလှုပ်ရှားကြတာပါစပတ်စာရဲ့လေချောင်းတက်ခန့်မှုတွေကိုကောက်ဝဲတဲ့သဘောပါခင်းဆက်ဆက်ရန်သူစစ်အုပ်စုဟာလူဝင်အားလက်နက်အင်အားအစမတန်ပန်းလွန်စွာနဲ့တက်စစ်ဆင်ခဲ့တာကြောင့်ရန်သူကိုမျက်နှာချင်းခိုင်တက်စစ်ဖွင့်မှုဆိုတာမဖြစ်နိုင်ပါဘူးဒါကြောင့်မို့လို့အမခန်တက်စစ်တွေကိုရှောင်ပြီးတော့ပျောက်ကြစနစ်နဲ့အမိတ်ချီအနိုင်ယူတဲ့ပြူဟာမျိုးပါ KNU ကလက်နက်ခဲရဝယ်ယူမှုမှာလည်းအကန့်အသတ်တချို့ရှိနေပါတယ် တောင်ပိုင်းနဲ့တော်လိုင်းအင်အားစုတွေရဲ့လက်နက်ခဲယံစင်းငင်ဟာဒီပနိုင်ငံတွေကနေတဆင့်သိယူရတာကြောင့်ဈေးကြီးပေးဝယ်ရတာနဲ့သိယူရမှာအခက်အခဲတချို့ရှိနေပါတယ်။ဒီလိုအခက်အခဲတချို့ရှိတာကြောင့် KNU ဟာအချိန်နဲ့အချိန်ခါကိုလိုက်ပြီးတော့နေဦးတော်နိုင်ရေးမှာလဲချင်းမုံကြီးနဲ့ချွေစစ်မဟာဗျူဟာကိုရေးဆက်ကျင်းသုံးခဲ့ပုံရပါတယ်။မြို့ရွာတွေကိုဥတီတက်ခိုက်သိမ်းပိုက်ထားမျိုးမဟုတ်ပဲ၎င်းတို့မြို့ရွာတွေကိုအဓိကထားထိန်းချုပ်ထားတဲ့စစ်စခန်းတွေနဲ့အဓိကဇာမိုင်းတွေကိုသိမ်းယူဆိုးမှုထားတာတွေ့ရပါတယ်။နေဆက်ကုံတို့ကြီးနဲ့ထောက်ဖို့လမ်းကြောင်းအတွက်အရေးပါတဲ့အာရှလက်မှတ် ီကိုလည်းတော်လှန်ရေးအင်အားစုတွေကထင်းချုပ်ထားနိုင်ခဲ့ပါပြီ။စကစဘက်ကဒူးချုပ်ဆိုဝင်းကူတိုင်ဥဆောင်ပြီးတော့နိုင်ငံတော်အဆင့်အောင်စေရစေကြောင်းကိုအင်အားထောင်နေချီအသုံးပြုက စစ်ကြောင်ထိုးခဲ့ပြီးမဲ့တိုင်ပွဲပေါင်း2000ကျော်ဖြစ်ခဲ့ပြီးတော့တပ်သားအင်အားအများပါသိဆုံးကဂျက်နက်ကြီးငယ်ပေါင်း2000ကျော်နဲ့ခရင်အမြောက်များကိုလည်းတော်သိအင်အားစုတွေဘက်ကတင်စီရမိထားပြီးလို့သိရပါတယ်။ဒီလူစားကစားဘက်ကတင်စီရမိတဲ့လက်နက်ခရင်တွေကိုလည်းတိုက်ပွဲတွေမှာကောင်းစွာပြန်လည်အသုံးချနိုင်နေတာကိုသိရပါတယ်။ရန်လုံပကူ TLE တိုင်းမှာ PDF အင်အားအများပြစုပေါင်းပါဝင်တဲ့တော်သိအင်အားစုကြီးကလည်းစစ်တောင်းမြင်ဝဲဒေသကိုကောင်းစွာစုမုံထားနိုင်နေပါပြီ။စစ်တောင်းမြင့်ကအရှိန်ကျန်းကို KNU ကအသေးဝအထင်းချုပ်ထားပြီးအုတ်ချွေရန်နေ ရတဲ့ကိုလည်းအခိုင်အမာတိဆောက်ထားတာတွေ့ရပါတယ်။စစ်တောင်းမြစ်ကအနောက်အချမ်းကိုတော့ PDF တွေအဓိကစုမှုထားပါတယ်။ရန်မုံမန္တလေးလမ်းဟောင်းကိုလည်း KNU နဲ့ PDF တို့ကကောင်းစွာစုမှုထားပြီးစက္ကစားဟာရထားလဲနဲ့မြို့အနီးနားကကြီးရွာတွေမှာခန့်စစ်ပြင်ထားတာကိုတွေ့ရပါတယ်။မကြခင်ကာလတွေမှာလည်းဒီစစ်တောင်းမြစ်ဝန်တာတွေမှာဒီထက်ပိုပြီးကြီးမားတဲ့တိုက်ပွဲဖော်ဆောင်မှုတွေမြင်တွေ့လာရဖို့ရှိပါတယ်။ဘကူတိုင်းရဲ့အရှိတန်းက KNU ဦးဆောင်တဲ့တော်လိုင်းတပ်ပေါင်းစုတွေနဲ့ဘကူတိုင်းရဲ့အနောက်ချမ်းက EA ဦးဆောင်တဲ့တော်လိုင်းတပ်ပေါင်းစုတွေဟာစုပေါင်းမိပြီးတဲ့တက္ကလာမှာ EY ာရီတိုင်းနေကြံကိုတိုင်းပါလေတော်လိုင်းအင်အားစုတွေရဲ့စီးရဲလှူရှားမှုတွေကိုမြင်တွေ့လာရဖို့ရှိပါတယ်ဒါကြောင့်မို့လို့တောင်ပိုင်းကမ်းရံမဟာဘီရမြောက်ထိုးစစ်ကအရှိန်ဟုန်ကောင်းကောင်းနဲ့အောင်မြင်ဖို့လိုအပ်ပါတယ် ီတော်မိုင်းနဲ့ထိုးစစ်မှာဗမာပြည်သူလူမျိုးရေးတပ်တော် PPL ကလည်းရွရွချွံ့ချွံ့ပါဝင်တိုက်ခိုက်နေပြီးတော့သူတို့ကိုပါဝင်ထောက်ပံ့ပေးခြင်းနဲ့ဆိုရင်တော့မိတ်ဆွေတို့ရဲ့ Facebook ကမှတ်ဘလူးလေးမှာ BPLAVENTURE Venture လို့ Jack ထည့်လိုက်ပါသူတို့ရဲ့ page မှာ 35k like နဲ့ 79k follower ရှိပါတယ် message box ကိုနှိပ်ပြီးတော့သူတို့ကိုဆက်သွယ်ပြီးတော့ငွေကြေးထောက်ပံ့ပါဝင်နိုင်ပါတယ် BPLA ရဲ့ထုတ်ပြန်ချက်တွေနဲ့တိုက်ပွဲသတင်းတွေကိုအားပေးခြင်းနဲ့ဆိုရင်တော့ Bar Mark PPL Liberation Army လို့ရိုက်ရှာပြီးတော့ PPLA ရဲ့တပ်ဖွဲ့သတင်းတွေကိုကြည့်ရှုနိုင်ပါတယ်။